အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်ဟာလူကိုဘလို့စူးကျိုးတက်ရောက်စေတယ်လဲဆိုတဲ့အချက်တကူနားလည်ဖို့ကြမ်းချက်များနဲ့လေ့လာကြမှာဖြစ်ပါတယ်ဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်တွေဟာလူသားရဲ့အတ္တတပေါ်အလွန်ဆိုးရွားတဲ့အကျိုးတက်ရောက်မှုများကိုပေးဆွမ်းပါတယ်ဆိုတာကိုနားလည်ဖို့လိုတယ်အဲ့ဒီအပြစ်နှမျိုးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးတော့မှ လူသားကိုဖျားသခင်နဲ့ဝေးကွာစေတဲ့အထူးအကြောင်းများလည်းဖြစ်တယ်လို့ရှေးဦးစွာနားလည်ထားဖို့လိုအပ်ပါတယ်။ဗီဇာအပြစ်နဲ့ဒုစရက်အပြစ်များကလူသားပေါ်ဘယ်လိုဆူချိုးတက်ရောက်စေလဲဆိုတဲ့စံစာဖော်ပြချက်တွေကိုလိလာကြည့်တဲ့အခါမှာအချက်၃ချက်ကိုနားလည်ထားဖို့လိုပါတယ်။ဒါကြောင့်အထူးအချက်၃ချက်နေနဲ့နံပါတ်၁ဗီဇာအပြစ်မွေးရပါ အပြစ်တဘာဝဤဆူချိုးတက်ရောက်မှုများနံပါတ်၂ဒုစရက်အပြစ် ကိုယ်တိုင်ပြုလုပ်သည့်အပြစ်များဤစူချိုတက်ရောက်မှုများနံပါတ်၃အပြစ်နှမျိုးဤပေါင်းစည်းထားသော အကျိုးတက်ရောက်မှုများဆိုပြီးတော့မှသိဖို့လိုအပ်ပါလေ။ဒါကြောင့်ပထမအနေနဲ့ဗီဇအပြစ်မွေးရပါ အပြစ်တဘာဝဤစူချိုတက်ရောက်မှုများမှာတုံချက်ကိုသိထားဖို့လိုတယ်။အဲ့ဒီမှာတစ်ခါကြီးအနေနဲ့ဝဉဉရသေးခြင်းတစ်ခါကွေးအနေနဲ့နှလုံးသားဖောက်ပြန်ခြင်းတစ်ခါငယ်အနေနဲ့ ဒူးစိုက်အပြစ်များထုတ်ပြန်ချခြင်းဆိုပြီးတော့မှသိရှိဖို့လိုအပ်ပါတယ်တက်ကကြီးဝဉဉေးရာတည်ခြင်းနဲ့ပတ်သက်ပြီးတော့မှယောမငါ၁၂မှာဒီလိုဖော်ပြပါတယ်တယောက်တော်သူအာဒံအားဖြင့်အပြစ်သည်ဤလောကသို့ဝင်၍အပြစ်အားဖြင့်တည်ခြင်းတရားသည် ဝင်တည်နှင့်အညီလူပေါင်းတို့သည်အပြစ်ကိုပြုကြသောကြောင့်လူအပေါင်းတို့၌တည်ခြင်းတရားပြန့်နှံ့နေ၏လို့ဖော်ပြတယ်ဒီဖော်ပြချက်ကဗီဇအပြစ်ကြောင့်လူတိုင်းဟာ မွေးဖွားတဲ့နေ့တပိုင်းနဲ့ဖရာသခင်နဲ့အဆက်အသွယ်ပြတ်သောဝိညာဉ်ရဲ့တည်ခြင်းအခြေအနေကိုရောက်ရှိနေတယ်လို့ဖော်ပြတာဖြစ်ပါတယ်။တိခါဝေးနှလုံးသားဖောက်ပြခြင်းအကြောင်းအရာကိုလေ့လာကြည့်တဲ့အခါမှာယေရမိ79မှာစိတ်နှလုံးသည်အရာရာထက်လှည့်စားတတ်၏အလွန်ယိုယွင်းဖောက်ပြန်လျက်ရှိ၏လို့ဖော်ပြတယ်။ဒီဖော်ပြချက်ကတော့ဗီဇအပြစ်ဟာလူသားရဲ့စိတ်ဉာဏ်နဲ့ဆန္ဒကိုပါဖျက်ဆီးစေပြီးတော့မှ ဖျားသခင်ရဲ့အလိုတော်အစားမိမိကိုယ်သာဗဟုပြုလိုသောဆန္ဒကိုဖြစ်ပေါ်စေတယ်လို့ဖော်ပြတာဖြစ်ပါတယ်။နောက်တတိယအချက်အနေနဲ့တက္ကငယ်ဒူးဆဲအပြစ်များကိုထုတ်ပေးခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာကြည့်တဲ့အခါမှာမာကုခွန်20:23မှာလူတွေကထွက်သောအရာသည် လူကိုညှဉ်းညူးစေတတ်၏အကြောင်းမူကားအတွင်းထဲကထွက်သောအရာတို့ကမကောင်းသောအကြံစီများမတရားသောမေထုံမှုခိုးမှု လူတက်မှုမှားပြင်းမှု လောဘ စိုးညစ်ခြင်းကောက်ကျစ်ခြင်းကိလေသာညူဆူခြင်းစိတ်မိုက်မဲခြင်းမာနကြီးခြင်းဘုရားသခင်ကိုစော်ကားခြင်းတို့ဖြစ်ကြ၏လို့ဟောပြတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကဘိဇာဖြစ်အတွင်းရှိတဘာဝကဒူးဆက်အပြစ်များကိုအပြင်သို့ထွက်ပေါ်လာသောအခြင်းများကိုမွေးထုတ်ပေးတဲ့ဇင်မြစ်ဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ခေါင်းစဉ်ကြီးနှစ်အနေနဲ့ဒူးဆက်အပြစ်ကိုယ်တိုင်ပြုလုပ်တဲ့အပြစ်များအကြောင်းကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်။ ဒူးဆိုင်အဖြစ်ကိုယ်တိုင်ပြုလုပ်တဲ့အဖြစ်များဤဆိုးကျိုးတက်ရောက်မှုများကဒူးဆိုင်အဖြစ်အဖြစ်ဆိုတာကဗီဇာအဖြစ်ကြောင့်ဖြစ်ပေါ်လာတဲ့လူတဦးချင်းစီကနေနှိမ့်စင်ပြုလုပ်တဲ့အဖြစ်များကိုဆိုလိုပါတယ်အဲ့ဒီအပြစ်များကလက်ရှိအတ္တတာနဲ့ထာဝရအတ္တတာကိုထိခိုက်စေတယ်လို့ကျမ်းစာမှာဖော်ပြပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့အချက်၃ချက်ကိုနားလည်ဖို့လိုပါတယ်။နှစ်ကကြီးဖျားသခင်နဲ့ဌာနာချင်းနှစ်ခါကွေးထာဝရအပြစ်စီရင်ချင်းနှစ်ကငယ်ငြိမ့်သက်ချင်းပျောက်ဆုံးချင်းဆိုတဲ့ အချက်၃ချက်ဖြစ်ပါတယ်။ဒါကြောင့်နှစ်ကကြီးဖျားသခင်နှစ်ခြားနာခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာတဲ့အခါမှာဟေရှာယ59နှစ်မှာတင်တို့ဤဒူးစရိုက်အပြစ်များသည်တင်တို့နှစ်တင်တို့ဤဖျားသခင်ဆက်ကြား၌ခြားနာခြင်းကို ဖြစ်စေပြီးတင်တို့ဤအပြစ်များသည်ကိုတော်ဤမျက်နာတော်ကို ဖုံးကွယ်ထားသောကြောင့်နားထောင်တော်မမူလို့ဖော်ပြတယ်။ဒီအိဒိပယ်ဖော်ပြချက်ကကျွန်တော်တို့ရဲ့လုပ်ရဒူးစရိုက်အပြစ်များဟာ ဖရာသခင်နဲ့ဆက်သွယ်မှုကိုပြက်ပြားစေပြီးတော့မှဖရာသခင်ဤကျေးဇူးတော်နဲ့ကောင်းကြီးမင်္ဂလာမှခွဲခွာသွားစေတယ်လို့ဟောပြတာဖြစ်ပါတယ်။ဆက်ပြီးတော့မှနှစ်ခါကွေးသာဝရအပြစ်စီရင်ခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာတဲ့အခါမှာဗျာဒိ27ရှစ်မှာကြောက်တတ်သောသူမယုံကြည်သောသူဆက်ရှုပ်ယွန်ရှာပွေသောသူ လူအသက်ကိုတတ်သောသူ မတရားသောမိထုံကို ပြုသောသူပြူစားသောသူရုပ်ထုကိုကိုးကွယ်သောသူမူတာစကားကိုပြောသောသူပေါင်းတို့သည် မီးနှင့်ကန့်နှင့်လောင်သောအိုင်ထဲသို့ရောက်ရကြလတံထိုအိုင်ကဒုတိယတည်ခြင်းဖြစ်၏လို့ဖော်ပြပါတယ်။ဒုစရိုက်အပြစ်များကို နောင်တမရဘဲနဲ့ဆက်လက်ပြုလုပ်ခြင်းဟာနောက်ဆုံးရလက်ဖြစ်တဲ့သာရဒုက္ခခံရခြင်းဒုတိယတည်ခြင်းဖြစ်တဲ့ငရဲကိုရောက်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ဒီချက်ဟာအလွန်ပဲလူတွေအတွက်ကြောက်စရာကောင်းပါတယ်။နှစ်ကားငယ်အနေနဲ့ညစ်သက်ချင်းပျောက်ဆုံးခြင်းဒီကြောင်းရာကိုလေ့လာကြည့်တဲ့အခါမှာ ယောမ38မှာငိမ့်သက်ချင်းဤလမ်းကိုလည်းသူတို့မသိကြလို့ဖော်ပြတယ်။ဒီဖော်ပြချက်ကအပြစ်ပြုခြင်းသည်လူဤအတွင်းစိတ်ဝိညာဉ်အားစိတ်မချမ်းသာဖြစ်စေပြီးတော့မှဖျားသခင်ပေးတဲ့ငိမ့်သက်ချင်းကိုပျောက်ဆုံးစေတယ်လို့ဖော်ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်နံပါတ်3ကောင်းစဉ်ကြီးအုံအနေနဲ့အပြစ်နှမျိုးရဲ့ပေါင်းစည်းထားသောအကျိုးတရားမှုကိုဆက်လက်လေ့လာဖို့လူကြည့်တဲ့အခါမှာသူ့ရဲ့အကျိုးဆိုးကျိုးတရားမှုကတော့ ကယ်တင်ခြင်းမရနိုင်တော့တာလို့ဟောပြတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့မှယောမ330ဆက်နဲ့မှာဖြောင်းမတ်တော်သူမရှိတရားမျှမရှိ နားလည်တော်သူမရှိဘုရားသခင်ကိုရှာတော်သူမရှိလူပေါင်းတို့သည်လမ်းလွဲ၏တညီတညွတ်ထက်အသုံးမကျတော်သူဖြစ်ကြ၏လို့ဟောပြတယ်ဒါဆိုရင်ဒီဖော်ပြချက်ကဘီဇာအပြစ်တဘာဝကြောင့်လူဟာကောင်းမှုပြုရန်လုံးဝမတတ်နိုင်တော့ဘူးဒါကြောင့်လူရဲ့ဘဝတစ်လျှောက်လုံးမှာဒုစရိုက်အပြစ်တွေ လှုပ်ရှားမှုများသာပြည့်နှက်နေပြီးတော့မှမိမိကိုယ်ကိုမကယ်တင်နိုင်တော့အကြောင်းကိုထင်ရှားစေတယ်လို့ဖော်ပြချက်ဖြစ်ပါတယ်။ဒါကြောင့်လူဟာလူမှန်ရင်အပြစ်မူရင်းဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်တွေကြောင့်တည်ရင်ငရဲသွားဖို့ပဲရှိနေတယ်ဆိုတာကိုဒီကြံ့ကြက်တွေရဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆိုဂျူများအားလုံးကိုတခင်ယေရှုခရစ်တော်ရဲ့လဝါကတ်တိုင်ပေါ်ရှိ အမှုတော်အဖြစ် ယုံကြည်သူများအတွက်အပီးတိုင်ဖြည့်ရှင်းပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်းမှတ်သားထားရန်အရေးကြီးပါတယ်။ဒါကြောင့်ယခုဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာဗီဇာအပြစ်နဲ့ဒုစရအပြစ်တည်လူကိုဘလို့ဆိုးကျိုးတက်ရောက်စေတယ်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်သောကြံ့ကြက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။